နိုဝင်ဘာ၂ရက်နေ့စွဲနဲ့ The Daily Star သတင်းစာမှာနေဆက်တလျှောက်မှာအာရခတတော်ရဲ့ချင်းချောက်မှုကြီးထွားလာဆိုတဲ့ခေါင်းစဉ်နဲ့သတင်းတစ်ပုဒ်ရေးသားလာခဲ့ပါတယ်။ဒီသတင်းကိုလွန်ခဲ့တဲ့အောက်တိုဘာ30ရက်နေ့ကမိုင်းတန်ရာကြောင့်တိတ်ဆုံးသွားခဲ့ရတဲ့ကော့ဘဇာအခြေဆိုင်အမှတ်3 BGB နေကြားဆောင်တပ်ရင်းကတပ်သား35နဲ့တိတ်ဆုံးရတဲ့အပေါ်အခြေခံပြီးရေးသားထားတဲ့သတင်းဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်တလျှောက်အာရခသက်တော်ကထောင်ထားတယ်လို့စွပ်စွဲထားတဲ့မြေမြုပ်မိုင်းပောက်ကွဲမှုကြောင့်ဘင်္ဂလားဒေ့ရှ်နယ်ချားဆောင်တပ်သားတယောက်ဒဏ်ရာရရှိပြီးနောက်တိတ်ဆုံးခဲ့ရတာဟာဘင်္ဂလားဒေ့ရှ်လုံခြုံရေးဝန်ထမ်းတွေနဲ့အရက်သားတွေကိုအန်တရာယ်ဖြစ်စေတဲ့ဖြစ်ရွက်များစွာတွေကနောက်ဆုံးဖြစ်ရဖြစ်တယ်လို့သတင်းကဆိုပါတယ်။ အဆိုပါနယ်ကြားဆောင်တက်တာဟာအော်တိုဘာလ12ရက်နေ့ကမြန်မာနိုင်ငံနဲ့ကဲ့ရဲ့တည်ရှိတဲ့ဘင်ဒရိုဘင်ခရိုင်နှစ်ချောင်းစရီနယ်ဆက်တလျှောက်ကင်းလဲ့နေခဲ့တာပါအဲ့ဒါလိုကင်းလဲ့နေစဉ်နယ်ဆက်တုံညမြင်းအနီးမှာမိုင်းပေါက်ကွဲခဲ့ပြီးသူ့ရဲ့ညာဘက်ခြေထောက်တစ်ဖက်လွင့်ထွက်သွားခဲ့ရပါတယ်သူကိုရာမူတက်ရင်စေယုံကိုဥစွာကူတာဖို့ယူဆောင်ခဲ့ပြီးနောက်ပိုင်းမှာတကာရှိပေါင်းဆက်စစ်ဘက်စေယုံကိုလေချောင်းကနေရဟတ်ရင်နဲ့ပို့ဆောင်ခဲ့ပေမဲ့တိတ်ဆုံးသွားခဲ့ပါတယ် ဘင်္ဂလားဒေ့ရှ်မြန်မာနယ်စပ်တလျှောက်မြင်မြုပ်မိုင်းပောက်ကွဲမှုတွေနဲ့ပစ်ခတ်မှုတွေဟာ မကြသေးမီလတွေအတွင်းမြင့်တက်လာခဲ့ပါတယ်ရှင်။